အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့ဘောလုံးနဲ့တန်ကနေအားလုံးကြိုဆိုပါတယ်ဆိုတော့ချင်းလေးပြားကြီးတို့ကတော့တို့နှစ်ပွဲဆက်အနိုင်ရလက်ယူပြီးတဲ့နောက်မှာတို့ပထမဆုံးအနေနဲ့ပြန်လဲပြီးတော့အဆင်လေးနေရာကိုရယူခဲ့လိုက်ပါပြီဆိုတော့ဘယ်လိုပြောရမလဲတိတ်တိတ်လေးနဲ့ခိုးချမ်းနေတယ်လို့ပဲပြောရမလားပေါ့ဘယ်လိုပဲဖြစ်ဖြစ်လက်စတာနဲ့ကိုဝမ်းစီးနေပဲနိုင်ခဲ့တယ်ဆိုပေမဲ့တကယ်ကိုဟို ထိုက်ထိုက်တန်တန်နဲ့အနိုင်ရခဲ့တယ်လုံးဝကိုတို့အဓိကတော့စိတ်တက်ပေါ့လေသူတို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်တက်နဲ့ကစားခဲ့ပြီးတော့ဟိုလုံးဝခက်ခဲတဲ့ပွဲတစ်ပွဲကိုအနိုင်ရယူနိုင်ခဲ့တာဗျအရင်ဆုံးအနေနဲ့အဲ့ဒါလေးပြောချင်တယ်ဘာလို့ဆိုတော့ဟိုလက်စတာကလည်းသူတို့ဒီလုံးဝဟိုတန်းစင်းဆုံးရုံးအားအနေနဲ့လေလုံးဝ special ရုံးခဲ့တယ်တကယ်လဲဟိုတော်တော်ကိုချက်စီကိုခက်ခက်ခဲခဲဖြစ်အောင်ကစားခဲ့တယ် ဒါမှမဟုတ်ဟိုအဲ့ဒီအရာကိုချက်စီးကလည်းအကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်ပြောရရင်တော့ကိုပါမာတာပင်တီဝင်ခဲ့ရင်ဗျာလုံးဝဒီပွဲကလုံးဝအေးစေးကြီးဖြစ်သွားမှာဒါမှမဟုတ်ကိုပါမာပင်တီလွဲချော်ခဲ့တယ်ဒါစာကိုရမပုတ်ထုတ်ခဲ့တယ်ပေါ့တကယ်လဲကောင်းခဲ့ပါနဲ့ပုတ်တဲ့အလုံးကလည်းဆိုတော့ပင်တီမာကဒါမျိုးတွေကဖြစ်ဖြစ်တတ်တယ်ဗျာထားတော့ဒါမှမဟုတ်လဲပင်တီမဝင်လို့ရှုံးတယ်ပင်တီမဝင်လို့တရေကြတယ်ဆိုတာမျိုးကိုသူတို့က ချက်စီးချင်းလေးပြာကြီးတို့ကပေါ့လုံးဝအဖြစ်မခံမဲနဲ့ဟိုသူတို့လိုချင်နေတဲ့အနိုင်ရလက်လိုချင်နေတဲ့ goal ကိုသူတို့ရအောင်တွန်းနိုင်ခဲ့တယ်ဆိုတော့ပွဲပြီးတဲ့အခါမှာသူတို့ကဒါအဆင့်လေးမှာမိမ့်မိန်ကြီးတွေတက်ထိုင်ခဲ့တယ်မဗျာ46မှတ်နဲ့ပေါ့ပြောရရင်တော့အဆင့်3က foreign နဲ့ဆိုလဲသူကနှစ်မှတ်ပဲကွာတယ်ဗျာ foreign က51မှတ်အခု arsenal ကဆိုရင်လဲဒါ55မှတ်ဆိုတော့ arsenal နဲ့လဲ6မှတ်ပဲကွာတယ်ဆိုတော့ဘာမဆိုဖြစ်သွားနိုင်လဲတကယ်ကိုဟို ချန်ပီယံလိနေရာလူပွဲအတွက်ဟိုပြိုင်ဆိုင်မှုကြီးကတော်တော်တော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျအခုကချန်ပီယံနှစ်တင်းအာဆင်နယ်နဲ့လိုပါဘူးလို့ချန်ပီယံနှစ်တင်းပြိုင်ဆိုင်မှုကလုံးဝစိတ်ဝင်စားစရာစိတ်ဝင်စားစရာမကောင်းတော့ဘူးပြောရရင်တော့လုံးဝကိုအဲဟိုအဲ့ဒီဂိမ်းကပြီးပါပြီလို့ပြောလို့ရတယ်ဒါပေမဲ့အခုချန်ပီယံလိနေရာဝင်ခွင့်အတွက်ကျတော့အဆင့်လေးနေရာအတွက်ကလုံးဝ special ဟိုစိတ်ဝင်စားစရာကြီး။ဘာလို့လဲဆိုတော့ဒီအဆင့်လေးက Chelsea နဲ့ join အဆင့်လေးကချက်စီးနဲ့ဒီအဆင့်ကိုကညူကာဆယ်တုန်းကအမှတ်ကွာချက်က9မှတ်ပဲရှိတယ်ညူကာဆယ်က44မှတ်ရှိတယ်ချက်စီးက49မှတ်9မှတ်တကယ်ကိုပြောရရင်တော့ဘာမဆိုတော့ဖြစ်သွားနိုင်နေတယ်အဲအဲ့လိုမျိုးလေးရှိတယ်နောက်တစ်ခုရှိတာကဒါချက်စီးကကိုချေကိုလက်ထဲမှာပဲဖြစ်နေပြီပေါ့ဗျာဒါเนาะပထမဆုံးအနေနဲ့အဆင့်လေးကိုတက်ပြီးထိုင်နိုင်လိုက်ပြီဆိုတော့တကယ်ကိုကောင်းပါတယ်ပြောရရင်နှစ်ပွဲဆက် နိုင်လိုက်တဲ့အတွက်ကိုလည်းသူတို့တော်တော်လေးအခြေအနေကောင်းသွားတယ်ပြောရရင်တော့လက်စတာဟိုတန်းစင်းဆောင်ကအတင်းကဗျာလုံးဝခက်ခဲတယ်တကယ်ကိုဒါကပရီးမီးယားလိပွဲကြည့်နေတဲ့အာကြည့်နေကြလူတွေဆိုသိတယ်ဗျာအတန်းစင်းဆောင်တောင်မှတန်းစင်းဆောင်အတင်းလေးတောင်မနိုင်ဘူးလားတော့ဘာတော့ဒါလေးနိုင်တာ哦ဆိုတာမျိုးတွေပြောစရာရှိတယ်ဒါပေမဲ့ဂျာရီကုံကနီးလေသူကပိုယုံလာလေကိုကခတ်တွေ့လာလေပဲဒါကအတင်းကြီးတိုင်းလိုလိုမှာကြုံရတဲ့ပြဿနာပဲဒါမျိုးအကောင်ဆုံးဟိုကြော်ဖြတ်ပြနိုင်တာမျိုးမလို့ကျွန်တော်ကတော့တကယ်ချီးကျူးခြင်းနဲ့ တို့လိုချင်တဲ့ရကလက်ကိုယူခဲ့တာပေါ့ဒါပြီးရင်တော့တို့ဒါလာမယ့်အပတ်မှာကျွန်တော်တို့ဒီလန်ဒန်ဒါဘီအနေနဲ့အာဆနယ်နဲ့ကန်ရမယ်အဲ့ဒီပွဲကြီးရှိတယ်ပေါ့ဗျာဆိုတော့ဒီပွဲနဲ့ဒီပွဲပေါ်နဲ့ပတ်သက်လို့ကျွန်တော်ပြောရစီရှိရတော့ဒီပွဲမှာကိုင်စီတို့ကြီးကိုတော်တော်သဘောကျတယ်ဘွန်းလည်းပြောရရင်တော့ဟိုလက်စတာရဲ့ဟိုတိုက်စစ်ဆင်မှုမှန်မြောက်တော်တော်များများကိုဖျက်တောက်ခဲ့တာဗျာ တော်တော်လေးကြိုက်စီတွေကိုတော့တော်တော်လေးသဘောကျတယ်ဒီပွဲအတွက်ပေါ့နောက်တယောက်ရှိတာကဘယ်သူရှိမလဲဆိုတော့ကျွန်တော်ဂူဂူရဲလာဂိုးလွင်းရှင်ကြီးပေါ့အနိုင်ကိုဂိုးလွင်းရှင်ကြီးဂူဂူရဲလာသူကတော်တော်လေးမိုက်တယ်ဗျသူကအမြဲတမ်းလို့လို့သူ့ကိုကြည့်နေပွဲတိုင်းလို့လို့တော်တော်ယုံကြည်မှုအပြည့်ရှိတယ်လို့အင်ပြအားပြအမြဲတမ်းစော်တာအဲ့တော့ထင်အောင်မထင်အောင်ပြောရင်ချက်စီးမှ ရောက်စားတော့ဆိုဗျာချေးဝဲရဲ့အရန်ဖြစ်တာတိရမလားအဲ့လိုပေါ့ခောက်ထားခံရတာပေါ့အဲ့လိုမျိုးဒါပေမဲ့သူကဒီယူမှာကောင်းခဲ့တယ်လေယူမှာ ိုက်ကောင်းခဲ့ပြီးတဲ့နောက်ပိုင်းမှာတောက်လျှောက်ဒီ mask ကရဲ့လက်ထက်မှာဟို fast line ရရပြီးတကယ်ကောင်းတယ်တကယ်ကိုအသက်အဆင်းမှန်မှန်နဲ့ကစားအားကလည်းဟိုကြမတော်ပဲနဲ့ဗျ special လွန်းထိုးပြီးတော့သူ့ဘယ်ဝန်းမှာလွန်းထိုးပြီး special ကစားနိုင်တာသူ့လည်းတဘောကြတယ်နောက်တစ်ခုဟိုပြောရချင်တာတော့ဒါ foundation ပေါ့ဒါဒီကိုရကိုရလဲကိုဖန်ရီးထားတဲ့အန်ဆိုလဲမိုက်ပါတယ်ဒါမဲ့ကျွန်တော်ကတော့ဒီဘွဲမှာအာဆော့ဆော့ပြောခဲ့တယ်လို့ ကိုင်စီတို့ပိုကြိုက်တယ်ကိုင်စီတို့ကတဖြည်းဖြည်းနဲ့တော့တော်တော်လေးတည်ငြိမ်လာတာကိုတွေ့ရတယ်တခြားကစားသမားတွေကတော့အထွေထူးတော့မရှိဘူးဗျာနောက်ထပ်နောက်ခုရှိတာကအပိုင်လုံးတွေချက်စီးကိုအပိုင်လုံးတွေရခဲ့တာတွေလည်းရှိသေးတယ်လွဲချော်ခဲ့တာမျိုးတွေပေါ့နောက်ဆုံးလူစားဝင်လာပြီးအဲလူငယ်ကစားသမားလေးတွေလူတစ်ကစားသမားလေးတွေလေသူတို့တွေလွဲချော်ခဲ့တာတွေလည်းရှိခဲ့သေးတယ်ဆိုတော့ဟိုဒီထက်တော့သူတို့ဂိုးတွေတော့ရတော့ရခဲ့တင်တယ်ဗျအဲဒါဒီထက်တော့ဂိုးပြတ်ခဲ့တင်တယ်ပေါ့လေဒါပေမဲ့လည်းအနိုင်ရလက်ကို ဒါဒီလိုခက်ခဲအခက်အခဲခက်ခဲပွဲပွဲကိုကံပြီးအနိုင်ရလက်ကိုခက်ခဲတဲ့ခြားအနေယူခဲ့တဲ့အတွက်ကိုလည်းအာတကယ်ကိုချီးကျူးပါတယ်ဟုတ်ကဲ့အာကျွန်တော်ရဲ့ဒါချက်စင်းနဲ့ပွဲနဲ့ပတ်သက်လို့ပွဲပြီးသုံးသက်ချက်လေးရတော့ဒီလောက်ပါပဲเนาะဒါနောက်ဆုံးအချုပ်အနေနဲ့ပြောရရင်တော့ဒါချက်စင်းလို့ကဒါအဆင်လေးကိုတက်ရောက်သွားပါပြီเนาะအဆင်လေးမှာပြောရရင်တော့နောက်နှစ်မှာချန်ပီယံလိပြိုင်ပွဲမှာချက်စင်းကိုမြင်သေးခွင့်ရမလားဆိုတာကတော့ကျွန်တော်တို့ဒါအခုအနေထားရဆိုရင်ဒါ ဂျာရီသိန်းနဲ့အထိစောင့်ကြည့်ရမယ်အနေထားတော့ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့တော့လောလောဆယ်မှာတော့သူကလက်ရှိအကောင်းဆုံးအနေထားကိုပိုင်ဆိုင်ထားတယ်လို့ပဲဆိုရမှာပေါ့ဟုတ်ကဲ့အားလုံးကျေးဇူးပါပဲနော်ဆင်ပြေကျွန်တော်ရဲ့ဒီ Polon Nathan YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ update ကြပါအောင်လို့နော်အားလုံးကျေးဇူးတင်ပါတယ်